မင်္ဂလာပါခင်ဗျာ အချင်းဆိုတာနည်းနည်းပြီမဲ့လူတိုင်းနဲ့သက်ဆိုင်တဲ့ခံစားချက်မို့ရိုးရိုးရှင်းရှင်းစကားလုံးနဲ့ပဲပြောပါမယ်ခင်ဗျာဘာကြောင့်ဒီအကြောင်းအရာကိုပြောရတာလဲဆိုတော့ဒီနေ့ကဗုဒ္ဓဝင်ဇာအုပ်ကိုဖတ်နေရင်းနဲ့ကိတာဂေါရမီနဲ့တိတ်တထမင်းသားရဲ့ဂျားကဖြစ်ပြက်သွားတဲ့အဖြစ်အပျက်လေးတစ်ခုကြောင့်ဒီတိတ်တခုအချက်ဒါမှမဟုတ်တစ်ဖက်သက်အချင်းဆိုတဲ့အကြောင်းကိုဒါဒနာတစ်ခုထုတ်ချင်စိတ်ဖြစ်ပေါ်လာလို့ပါဆိုတော့ ကိသာဂေါရမီနဲ့တိတ်တထမင်းသားဂျာကဖြစ်ပြတ်သွားတဲ့အဖြစ်အပျက်လေးကို အရင်ဆုံးပြောပါမယ်ခင်ဗျ။ဒါမှလည်းဆိုလိုချင်တဲ့အတိတ်ပဲကပူပေါ်လွင်စင်မှာမလို့ပါ။ကိသာဂေါရမီဆိုတဲ့မင်းသမီးလေးကဒုဒ္ဒောဒနာမင်းကြီးရဲ့ညာလက်ယုံ အမတ်ကြီးတပါးရဲ့သူဦးတည်သောသမီးဖြစ်ပါတယ်။ဂေါရမအနွယ်ဖြစ်တဲ့အတွက်ဂေါရမီလို့နာမည်မဲထားတဲ့အဲ့ဒီမင်းသမီးလေးဟာ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့မို့သူ့ခန္ဓာကိုယ်နဲ့လိုက်ဖက်အောင်မဟာပဇာပတိဂေါတမီနဲ့လည်းနမဲကွဲအောင်ဆိုပြီးတော့ယင်းနေတဲ့သူတွေကဂေါရမီဆိုတဲ့နမဲကနေကိတာတလုံးတိုးပြီးတော့ကိတာဂေါရမီလို့ခေါ်ကြတာဖြစ်ပါတယ်ခန္ဓာကိုယ်ပိန်ပိန်ပါးပါးလေးဆိုပေမဲ့သူ့အထိုက်အလျောက်တော့ကြည်ပျော်ရှုပျော်ရှိပါတယ်တဲ့ပြည့်စုံတဲ့မိဘကြောင့်စိတ်တိုင်းကြပြင်ဆင်နိုင်တယ်ခေါင်းပြီး ညွန့်ပေရင်ပေးဆိုတဲ့အဝတ်တစားတွေကိုလည်းဝတ်ဆင်နိုင်တယ်။ဒါပေမဲ့သူကုံတရင်ကြည့်တာကတော့အဲ့ဓာရီနဲ့မဆိုင်ဘူးလို့ပြောတယ်။သူ့ရဲ့ထူးခြားချက်ကကဗျာလင်းကာရေးဆက်ဖွင့်ရတဲ့နေရာမှာသူမသူအောင်ထူးချွန်တဲ့ဒေကီတာတီဆိုတိခတ်တာတွေလည်းအင်မတန်တော်တယ်။ဒီအချက်တွေကြောင့်ပဲကိတာဂေါရမီ ဆိုပြီးကုံတရင် ကြည့်နေတာဖြစ်တယ်လို့ဆိုပါတယ်။ကုံတရင်ကြည့်တဲ့အလျောက် သက်သူရွယ်သူမြင့်ညီမင်းသားတွေက သူ့ကိုချင်းကပ်ကြတယ်မေတ္တာစာတွေကမ်းကြတယ်ဒါပေမဲ့ကိတာဂေါရမီဆိုတဲ့မင်းသမီးလေးကဘသူ့ကိုမှစိတ်မဝင်စားဘူးတဲ့ပြီးတော့သူ့အကြောင်းပြချက်ကလည်းတိကျသေချာတဲ့အဖြစ်လည်းမရှိဘူးလူပေါင်းလောကကိုညီးငွေ့နေတယ်လို့လည်းမဟုတ်ပြန်ဘူးဝုလို့စင်လို့အလပြင်းလို့ကောင်းတော့တိတ်ဂီတာသူရိယာတွေနဲ့တိခတ်တီဆိုလို့ကောင်းတော့မို့ ဒီမိန်ကလေးရဲ့အသွေးစိတ်ကိုခမရခက်တယ်။တွေးလိုက်တိုင်းအတိရခက်တဲ့ဗဟေရီတပုတ်လိုပဲတဲ့။ဒါပေမဲ့အဖေညှိရခက်တဲ့ကိတာဂေါရမီရဲ့ယင်တဲ့ကဗဟေရီကိုတိတ်တထမင်းသားဥယင်ကနေနန်းတော်ကို ပြန်လာတဲ့ညမှာပဲအဖေထွက်တော်တယ်တဲ့။အဲ့ဒီနေ့ကမင်းသမီးယေရော်ဒေယားဒါတော်ယာဟုလာဖွားမင်းနဲ့တိတ်တထမင်းသားတော်ထွက်မဲ့ညဖြစ်ပါတယ်။အဲ့ဒီနေ့တနေ့ကုန် တိတ်တထမင်းသားကနတ်တော်မှာမနေဘူး။ဝိညာဉ်ပန်းချံတဲ့မှာပဲအချိန်ကုန်စေခဲ့တယ်။ညမောင်ကြီးဝေတဲ့အချိန်ကျမှဥယျင်ကနေထွက်ပြီးတော့နတ်တော်ကိုပြန်လာတယ်။အဲ့ဒီညကောင်းကင်ရံကလည်းလဝင်းကြီးကထိမ့်ထိမ့်သားလို့တဲ့။သူတို့ပြန်လာတဲ့လမ်းတနေရာမှာခန္ဓာထဲဝါတဲ့တိုက်ကြီးတတရဲ့စင်ဝေရှိအယောက်အင်ကြီးရဲ့အပေါ်ထက်လေသာပရင်ပေါက်မှာတကြမင်းသမီးတို့ကစောင်းတိခတ်ပြီး ကဗျာတပုတ်ကိုတခြင်းအဖြစ်အတန်ချိုချိုနဲ့တီးဆိုနေတယ်တဲ့အဲ့ဒီအတန်ကိုကြားတော့တိတ်တထမင်းသားတို့အဖွဲ့ကအကုန်ရက်ပြီးတခြင်းပြေးဆုံးတဲ့အထိငြိမ်ပြီးနားထောင်နေကြတယ်တဲ့ကိသာဂေါရမီမင်းသမီးတီးဆိုတဲ့တခြင်းကတော့သူ့ရင်ထဲကဖြစ်ပျက်နေတဲ့တိတ်တထမင်းသားအပေါ်ကို သူမှတစ်ဖက်သက်ကြိတ်ပိုးပြီးတိတ်တခိုးလေးနဲ့ခိုးချစ်နေတဲ့အကြောင်းတွေပဲဖြစ်တယ်လို့နားလည်ရပါတယ် မင်းသားရဲ့အပေါင်းအပါတွေလည်းတချင်းရဲ့ဆိုလိုတဲ့သဘောကိုလည်းနားလည်ကြတယ်တဲ့ဒါပေမဲ့တိတ်တထမင်းသားကတော့မတိတလို့နေပြီးတော့သူစိတ်ဝင်စားတဲ့တချင်းနဲ့မှပါတဲ့စာသားတစ်ပိုက်ကနေပူဒနေပူဒငိမ့်အေးချင်းငိမ့်အေးချင်းဆိုတဲ့စာသားပဲဖြစ်ပါတယ်အဲ့ဒီစာသားကတိတ်တထမင်းသားကိုဘူတံဝေကဖြစ်စေတယ်တော်ထွက်ချင်းအောင်ပိုပြီးတွန်းအားဖြစ်စေခဲ့တယ်တဲ့တချင်းရှင် ဆိုလိုတဲ့သဘောနဲ့နားထောင်သူတိတ်တထမင်းသားအတိတ်ပဲဖွင့်ဆိုချက်ကအဲ့ဒီမှာစာလွဲသွားပြီတိတ်တထမင်းသားကသူ့ကိုတောထွက်ခြင်းအောင်တရားရှာခြင်းအောင် လုံဆော်ပေးတဲ့တချင်းရှင်ကိုဂုံပြုတဲ့အနေနဲ့စုချမယ်ဆိုပြီးတော့သူ့လဲမှာဆွဲထားတဲ့တသိန်းတန်လဲဆွဲယရနာလေးကို မောင်ဆန္ဒကနေတဆင့်သွားပေးခိုင်းလိုက်တယ်တဲ့အဲ့ဒီအခါမှာ မင်းသမီးရဲ့စိတ်ထဲမှာဘာတွေးတယ်လဲဆိုတော့ဒီနေ့မင်းသမီးရတော်တရားသားတယောက်မွေးပြီးပြီကလေးအမေဖြစ်ပြီဆိုတော့သူ့စီမှာမမောစရာကုန်းအင်္ကာတွေမရှိတော့ဘူးဒီတော့လက်ရှိစနီးကို စိတ်ကုန်နေတဲ့မင်းသားတိတ်တထာကငါလိုပြိုးပြိုးလွင်လွင်သူ့ရုပ်သွင်းကိုစိတ်ဝင်စားသွားပြီတဲ့ဇလန်းကတော့ဒါလောက်ပါပဲကျွန်တော်တို့အချစ်အကြောင်းပြောကြတဲ့အခါမှာအချစ်ကအမျိုးမျိုးရှိပါလေမိဘနဲ့သားသမီးကြကချစ်ချင်းမြတ်တာ ညီအကိုမောင်နှမတွေကြားကချစ်ချင်းမေတ္တာတငယ်ချင်းတွေကြားကချစ်ချင်းမေတ္တာချစ်သူနှုတ်ဦးကြားကချစ်ချင်းမေတ္တာရဲ့ပြီးတော့ကိုကိုကိုတံပိုးထားပြီးဂယုစိုက်တာစတာဖြစ်ပေါ့ဒါပေမဲ့ဒီဗီဒီယိုမှာတော့ချစ်သူနှုတ်ဦးကြားကချစ်ချင်းတရားအကြောင်းကိုပဲ ပြောမှာဖြစ်ပါတယ်တကယ်တော့အချစ်ဆိုတဲ့အရာဟာတကယ်ပဲစမ်းကြပါတယ်ဘာကြောင့်အချစ်ကစမ်းကြရတာလဲဆိုတော့စမ်းကြရခြင်းရဲ့အဓိကအချက်ကတော့သူကခံစားချက်ဖြစ်နေလို့ပါပဲ ခံစားချက်ဆိုတာအမြဲတမ်းပုံသေးမရှိဘူးအချိန်နဲ့အမျှပြောင်းလဲနိုင်တယ်တခါတလေနားလည်ရခက်တယ်အချိန်မှာပေးဆက်ခြင်းနဲ့လက်ခံခြင်းဆိုပြီးရှိပါတယ်တခါတလေကိုကပေးဆက်နေရတာများပြီးပြန်မရတဲ့အခါမှာနာကျင်ရတတ်ပါတယ်တခါတလေလဲကိုကလက်ခံရတာများပြီးပြန်မပေးဆက်နိုင်တဲ့အခါမှာလဲစိတ်မကောင်းဖြစ်ရတတ်ပါတယ်ကျွန်တော်တို့ချစ်တဲ့အခါမျောလင်းချက်တွေအများကြီးထားတတ်ကြတယ်မဟုတ်လား ကိုလိုချင်တဲ့အတိုင်းဖြစ်လာမယ်လို့တွေးထင်ထားကြတာကိုဒါပေမဲ့လက်တွေ့မှာတော့ကိုလိုချင်တဲ့အတိုင်းအများအားမဖြစ်လာတဲ့အခါမှာစိတ်ပြက်ရတာမျိုးတွေရှိတတ်တယ်အာကိတာဂေါရမီရဲ့ဥပမာလိုပေါ့တိတ်တထာမင်းသားကသူ့ကိုချစ်နေတယ်လို့သူ့စိတ်ထဲမှာတွေးထင်နေတာပြီးတော့မင်းသားစီကအချစ်ကိုလည်းညှော်လင့်နေမိတာညှော်လင့်ခဲ့ပြီးမဲ့တကယ်လက်တွေ့မှာတော့မင်းသားရဲ့ရည်ရွယ်ချက်ကတခြားစီဖြစ်နေခဲ့တယ်ဒါမျိုးပေါ့ အချင်းဆိုတာပျော်ရွှင်မှုချိပဲမဟုတ်ပါဘူး။နာကျင်မှုတွေဝမ်းနည်းမှုတွေလည်းပါဝင်ပါတယ်။ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကနေလေသင်္ကန်းစာယူပြီးပုံမရင့်ကျက်လာနိုင်ပါတယ်။ဥပမာ အချစ်ကြောင့်အသေးကွဲဖူးတဲ့သူဟာနောက်ထပ်ဆက်ဆံရေးတစ်ခုမှ ပိုပြီးတတိထားတက်လာတယ်။ပိုပြီးနားလည်မှုရှိလာတတ်တယ်။တေတခိုးအချစ်ကိုခမရတို့ဘယ်လိုမြင်လဲတော့မသိဘူးကျွန်တော်အမြင်ကတော့တေတခိုးအချစ် တဖက်တက်အချင်းဆိုတာက အချစ်ရဲ့ပုံစံတစ်မျိုးပဲလို့ကျွန်တော်မြင်ပါတယ်။ဒါကကိုယ်စိတ်ထဲမှာလှပတဲ့ခံစားချက်တစ်ခုအဖြစ်တည်ရှိနေနိုင်ပါတယ်။တေတခိုးချစ်တာဟာတခါတလေကိုယ့်အတွက်ကိုယ်ပဲဖြစ်နေတတ်ပါတယ်။ကိုယ်ချစ်တဲ့သူပြောနေတာကိုမြင်ရရင် ကိုယ်ပါပြောနေတာမျိုးပေါ့။ဒါကကိုယ်စိတ်ကိုပျော်ရွှင်စေဖို့အတွက်ကိုယ့်ဘာသာ ဖန်တီးထားတဲ့လှပတဲ့ကဘာလေးတစ်ခုဖြစ်ပါတယ်။ တေတခုအချက်ကနေသင်ယူနိုင်တဲ့အကောင်းဆုံးအချက်တခုကတော့လက်ခံတတ်ခြင်းပဲဖြစ်ပါတယ်ကိုချစ်တဲ့သူကကိုကိုပြန်မချစ်ရင်တောင်မှအဲ့ဒီအဖြစ်မှန်ကိုလက်ခံပြီးရှေ့ဆက်နိုင်ဖို့ကြိုးစားရတာမျိုးပါဒါကစိတ်ဓာတ်ခိုင်မာမှုကိုလည်းမွေးဖွားပေးနိုင်ပါတယ်တစ်ဖက်သားအချင်းဆိုတာကတခါတလေကိုစိတ်ကိုခဏတာပျော်ရှင်စေပေမဲ့လက်တွေ့မှာတော့ဝန်내ကြည်ခွင့်စရာတွေနဲ့ရင်ဆိုင်ရတာများပါတယ် ကိတာဂေါရမီရဲ့အဖြစ်အပျက်လေးကဒီအချက်ကိုထေရှားစေပါတယ်ကိတာဂေါရမီရဲ့အတွေ့အထဲမှာတိတ်တထမင်းသားကသူ့ကိုစိတ်ဝင်စားနေပြီလို့ထင်မှတ်ခဲ့တဲ့အရာကသဘာဝကျပါတယ်မင်းသားစီကနေယရနာဆွဲကြိုးလက်ဆောင်ရတာဟာလေသူမအတွေ့ညှော်လင့်ချက်ပိုပြီးဖြစ်စေခဲ့တာပါမင်းသားရဲ့ကြည်ရတော့ရတော်တရားတယောက်ကလေးမွေးပြီးတာကြောင့်မင်းသားကနောက်ထပ်အစ်စ်ရှာချင်တာလို့သူမကမာမာရွင်ရွင် ကောက်ချက်ချခဲ့တာပါဒီလိုထင်မြင်မှုတွေဟာတဖက်သက်ချစ်တဲ့သူတွေရဲ့ပုံမှန်စိတ်အခြေအနေတစ်ခုလိုပဲကျွန်တော်မြင်ပါတယ်ကိုချစ်တဲ့သူရဲ့လောက်ရဲ့တိတ်တိတ်လေးတစ်ခုကကို့အတွက်အတိတ်ပဲအများကြီးဖြစ်စေတယ်မျောလင်းချက်တွေတိုးပွားစေတတ်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့တိတ်တထာမင်းသားကကိတာဂေါရမီကိုချစ်လို့ဆွဲကြိုးပေးခဲ့တာမဟုတ်ပါဘူးမင်းသားကကိတာဂေါရမီတီးဆိုတဲ့တခြင်းတဲ့က ငြိအေးချင်းနှိပ်ပူတာဆိုတဲ့စကလုံးကိုကြားပြီးတော့တာဝေကပူရစီလို့တော့ထွက်ဖို့အတွက်တွန်းအားကိုပိုဖြစ်စေခဲ့လို့ကျေးဇူးတင်တဲ့အနေနဲ့ပြီးခဲ့တာဖြစ်ပါတယ်။ဒီလိုအတိတ်ပဲလွဲမမှုကြောင့်ပဲကိတာဂေါရမီဟာနောက်တနေ့မှာတော့မင်းသားတော့ထွက်သွားတဲ့အခါအသေးကွဲပြီးဝန်းနေမှုတွေနဲ့အတူမျောလင်းချက်ပြီးလဲသူများထက်နဆပြူလဲခဲ့ရတယ်။တဖက်တက်အချစ်ရဲ့သဘောတဘာဝကအများအားဖြင့်တော့ စိတ်ကူးနဲ့လက်တွေ့မတိုက်ဆိုင်တဲ့အခါပူပြီးနာကျင်ခံစားရပါလေကိုယ်စိတ်ထဲမှာမျောလင်းထတာတွေကတမျိုးအပြင်မှာဖြစ်ပျက်သွားတာတွေကတမျိုးဖြစ်နေတဲ့အခါအသေးခွဲရတာပူဆိုးပါတယ်ကိသာဂေါရမီရဲ့ဖြစ်ရက်ကတစ်ဖက်သက်ချစ်သူတွေရဲ့ဘဝမှာကြုံတွေ့ရနိုင်တဲ့ခံစားချက်တွေကို ကောင်းကောင်းကြီးကိုထင်ဟပြနေတယ်လို့မြင်ပါတယ်တကယ်တော့တိတ်တခိုးအချင်းဆိုတာလွယ်မယောင်တဲ့ခက်တိမ်မယောင်တဲ့နဲ့တဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ် စိတ်ပညာရှုထောင့်ကနေကြည်ရင်ပဲဖြစ်ဖြစ်ဒတနာရှုထောင့်ကနေကြည်ရင်ပဲဖြစ်ဖြစ်အမြဲတမ်းစမ်းကြည့်ပြီးလေ့လာလို့မကုန်နိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်စိတ်ပညာအရာတိတ်တခုအချင်းဆိုတာလူတူဦးရဲ့အတွေးအာယုံခံစားချက်နဲ့အပြုအမူတွေကိုနည်း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 လွှမ်းမိုးနိုင်ပါတယ်တစ်ဖက်သက်ချစ်မိသူတွေဟာကိုချစ်ရသူနဲ့ပတ်သက်ပြီးစိတ်ကူးယဉ်မှုတွေထဲမှာနှိမ်ညောနေတတ်ပါတယ်ဒါက အပြင်လက်တွေ့မှာမဖြစ်နိုင်တဲ့အရာတွေကို စိတ်ထဲမှာဖန်တီးပြီးပျော်ရွှင်မှုကိုရှာဖွေတာမျိုးဖြစ်ပါတယ်။ဒီလိုစိတ်ကူးယဉ်မှုတွေကခဏတာစိတ်ချမ်းသာစေပေမဲ့လက်တွေ့နဲ့ကွာဟလာတဲ့အခါမှာတော့စိတ်ဖြည့်ဆည်းမှုနဲ့စိတ်ပြည့်အားငယ်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။အချင်းဆိုတာကသင်းငယ်တဲ့အမှုအရာလေးတွေကနေစပြီးတော့ကြီးမားတဲ့မျောလင်းချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ကိုချီယာသူရဲ့အပြုံးလေးတစ်ပွင့်စကားလေးတစ်ခွန်းကအစား ကိုယ့်အတွက်အတိတ်ပဲတွေအများကြီးဖြစ်စေတဲ့မျောလင်းချက်တွေကိုလည်းအများကြီးတိုးပွားလာစေပါတယ်။ဒါပေမဲ့အဲ့ဒီမျောလင်းချက်တွေကတကယ်လက်တွေ့မဖြစ်လာတဲ့အခါမှာတော့ပြင်းထန်တဲ့စိတ်ခံစားမှုနဲ့ဆိုင်တဲ့နာကျင်မှုတွေနဲ့ကြေကွဲဝမ်းနည်းမှုတွေဖြစ်ပေါ်စေပါတယ်။တပည့်တော်အချစ်ကလူတူဦးရဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကိုလည်းထိခိုက်စေနိုင်ပါတယ်။ကိုချစ်ရသူက ပြန်မချစ်တဲ့အခါဒါမှမဟုတ် ကိုယ်လုံးဝတတိမထားမိတဲ့အခါမှာ ကိုကိုကိုမပြည့်စုံဘူးလို့ခံစားရတာတန်ဖိုးမရှိဘူးလို့ထင်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒဒနာရှူတောင်းကနေကြည့်ရင်ဒီတခုအချက်ဟာလူသားရဲ့ရှုပ်ထွေးနဲ့နဲ့တဲ့စိတ်ခံစားမှုတွေကိုထင်ဟပြနေပါတယ်။တစ်ဖက်သက်အချက်ရဲ့အကောင်းဆုံးရှူတောင်းတစ်ခုကတော့ပိုင်ဆိုင်လို့စိတ်မပါတဲ့ချက်ချင်းပဲဖြစ်ပါတယ်။တခါတည်းရမှာ လူတူဦးဟာ ကိုချစ်ရသူပျော်ရှင်နေရင်ပြီးရောဆိုတဲ့စိတ်ထားမျိုးနဲ့ကိုရဲ့ချစ်ချင်းကိုပေါ်ပြခြင်းမရှိဘဲတိတ်ဆိတ်စွာချစ်နေတတ်ပါတယ်။ဒါဟာကိုရဲ့အတ္တမပါတဲ့စစ်မှန်တဲ့ချစ်ချင်းတစ်မျိုးလိုလဲဆိုနိုင်ပါတယ်။လူသားရဲ့ချစ်တတ်တဲ့စိတ်ခံစားတတ်တဲ့စိတ်ဟာတဘာဝတရားရဲ့လှပမှုတစ်ခုပါပဲ။ချစ်ချင်းမေတ္တာဆိုတာအပြာအလန်မရှိရင်တော့လူသားရဲ့ဘဝကို ပိုပြီးပြည့်စုံနိုင်တဲ့ခံစားချက်တစ်ခုဖြစ်ပါတယ်။ ဒိတ်တကိုအချစ်ဟာနာကျင်စေနိုင်ပေမဲ့လူတယောက်ရဲ့အတွင်းစိတ်ကိုပိုပြီးသိမ်မွေ့နည်းနည်းစေတယ်လို့လည်းပြောနိုင်ပါတယ်ဒိတ်တကိုအချစ်ဆိုတာစိတ်ပညာရှုထောင့်ကပဲ ကြည်ကြည်ဒါရဏရှုထောင့်ကပဲကြည်ကြည်အမြဲတမ်းစမ်းကြယ်ပြီးလ ీల လို့မကုံနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်ဒါဟာ လူသားရဲ့ရှုပ်ထွေးနည်းနည်းတဲ့စိတ်ခံစားမှုတွေကိုထင်ဟပြနေပြီးတော့တခါတရံမှာပိုင်ဆိုင်လူစိတ်ကိမဲ့တဲ့စစ်မှန်တဲ့ချက်ချင်းမျိုးကိုတော့ ပေါ်ပြနိုင်ပါတယ်ဒေတခုအချက်ကလူဘဝရဲ့ထတ်တလဲလဲဖြစ်စဉ်တစ်ခုလိုပါပဲလူတိုင်းဒီပါတစ်ချိန်ချိန်မှာဒီလိုအချက်မျိုးနဲ့တွုံတွေ့ကြရမှာပါနာကျင်ရပေမဲ့အဲ့ဒီအတွေ့အကြုံကနေသင်ခန်းစာတွေရရှိပြီးပုံမှုရင့်ကျက်လာကြပါတယ်တကယ်တော့ဒေတခုအချက်ဆိုတာလူစိတ်ရဲ့နည်းနည်းလာတဲ့တောင်းတောင်းကိုထင်ဟပြနေတဲ့မန်တစ်ချက်လိုပါပဲဒါကြောင့်လဲကပြားစရာတွေတီးစရာတွေစာရေးစရာတွေအတွေ့အကြုံပညာရှင်တွေဟာ ဒီအကြောင်းအရာတွေကိုဘယ်တော့မှ ရေးဖွဲ့လို့မကုံနိုင်ဘူးလို့ကျွန်တော်ကတော့ဒီလိုပဲထင်မြင်ယူဆမိပါတယ်ခင်ဗျဒီနေ့အတွက်တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျ